ီနေ့ခင်မှာအင်္ဂလိပ်စာလေ့လာရတာကပိုပြီးတော့အရေးကြီးလာပြီပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အရန်အရေးကြီးလာပြီလို့တော့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကဘာတဝမ်းမှာလူတွေအားလုံးနဲ့အချိတ်ဆက် ပြုလုပ်နိုင်မှု communicate ပြုလုပ်နိုင်မှုလူတွေတယောက်နဲ့တယောက်နဲ့ဆက်သွယ်မှုမြန်မာနိုင်ငံအတွင်းမဲမဟုတ်ပဲနဲ့တခြားနိုင်ငံကလူတွေကမ္ဘာနိုင်ငံအနှံ့အပြားရှိတဲ့သူတွေအားလုံးနဲ့ဆက်သွယ်နိုင်ဖို့အတွက် အင်္ဂလိပ်စာတွေအရင်အရေးကြီးတဲ့အရာတခုဖြစ်နေပါပြီ။ပို့ပြီးတော့တော့အရေးကြီးလာပြီလို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ဒီအလုတ်အကင်အခွင့်အလမ်းတွေရကျင်တာပဲဖြစ်ပါစေ။ဒါမှမဟုတ်လို့ရှိရင်တယောက်နဲ့တယောက်တခြားကျွန်မဆွမ်းနာပြောသလိုပဲပေါ့နော်။ဒီကဘာတဝမ်းမှာတခြားနေမီဒီတာမှာရှိနေတဲ့သူတွေနဲ့ကိုက communicate ကောင်းကောင်းပြုလုပ်ချင်တယ်ဆိုလို့ရှိရင်မှန်မှန်ကန်ကန် communicate ပြုလုပ်နိုင်ဖို့အတွက်ကကျွန်တော်အင်္ဂလိပ်ကမဖြစ်မနေလေ့လာဖို့လိုအပ်တဲ့နေထောက် ိုးပြီးတော့ရောက်လာပြီလို့ကျွန်မပြောခြင်းနေပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ဘဝကိုကိုယ်ကတိုးတက်အောင်လုပ်မယ်ဆိုလို့ရှိရင်လေကိုကအင်္ဂလိပ်စကားကိုမဖြစ်မနေလေ့လာဖို့အတွက်လိုအပ်လာပါပြီလို့ကျွန်မအနေနဲ့ ြပြခြင်းလေပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လူတွေထော်မများကဘာလဲဆိုလို့ရှိရင်အသက်အရွယ်တကူရောက်လာတဲ့ခါကြလို့ရှိရင်အာငါကအသက်ကြီးနေပြီလိလာလို့မလွယ်တော့ဘူးသိရမလားလို့ခေါမလဲငါအသက်ကြီးနေပြီလိလာရအရင်ခက်နေပြီညံမကောင်းတော့ဝမ်းမနိုင်တော့ဘူးနော်အဲ့ဒါမဟုတ်ပါဘူးကျမတို့နိုင်ငံသားမှဆိုလို့ရှိရင်နိုင်ငံသားလူတွေဒီအသက်60မှလည်းပြန်ပြီးတော့လိလာမျိုးရှိရဲအသက်80မှလည်းပြန်ပြီးလိလာတဲ့လူမျိုးတွေလည်းရှိရဲအဲ့အတွက်ကြောင့်အခုကျမတို့တော်တော်များများကတော့ဘယ်လိုလဲဆိုလို့ရှိရင်အသက်30ကျော်လောက်ရောက်ပြီ40ကျော်လောက်ရောက်ပြီဆိုရင်တော့လိလာရကိုယ်အသက် ြီးနေပြီးမမှန်နိုင်တော့လို့ထင်ကြတယ်။ဒါမဟုတ်ပါဘူး။မှန်နိုင်ပါတယ်။ဒါလေးကိုကျွန်မအနေနဲ့ချက်ပြီးတော့သိအောင်လို့မျှဝေခြင်းနဲ့ပေါ့နော်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့အဲမရတော့ဘူးမလုပ်တော့ပါဘူးမဖြစ်နိုင်တော့ပါဘူးဆိုပြီးတွေးမဲ့အစားအခုအချိန်မှာစပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အချိန်အတိုင်းဒါတစ်ခုထိရောက်တဲ့အခါမှာတိတိတသာတိုးတက်လာမှာဖြစ်တယ်လို့ကျမအနေနဲ့မျှဝေခြင်းနဲ့ပေါ့နော်အခုရောက်ရှိနေတဲ့ဒီပြဿနာမှာလေ့လာမှုတွေကိုအကောင်းဆုံးစူးစမ်းပြီးလုပ်မယ်ဆိုလို့ရှိရင်အနာဂတ်မှာ အဆင်ပြေတဲ့အနေအထားကိုရောက်လာဖို့အတွက်ကိုကျွန်မအနေနဲ့ညှဝေခြင်းနဲ့ပေါ့နော်။ဘာမှမလုပ်ခင်းနေတော့ဘာမှဖြစ်လာမဟုတ်ဘူး။ဒါလေးကိုကျွန်မပြောခြင်းနဲ့ဥမာအပြည့်အခုချက်ချင်းစလိုက်ပြီဆိုရင်တော့15မိနစ်ပဲလေ့လာမယ်ထားအောင်။ကိုကတစ်လတင်နဲ့နှစ်လတင်နဲ့ဒါရီကခဏထားအောင်။ကို15မိနစ်ပဲလေ့လာမယ်ဆိုရင်တော့ဒီ15မိနစ်အတွင်းမှာလေ့လာလို့ရတဲ့အရာတွေအများကြီးရှိတယ်။အဲ့ဒီ15မိနစ်ကိုကိုဒီတည်တည်ကြာကြာအယုံဆုံးစိုက်ပြီးတော့တိုးတက်ဖို့အတွက်ကိုလေ့လာမယ်ဆိုရင်ဒီ15မိနစ်အတွင်းမှာတော့တကယ်ကိုအသုံးဝင်ပြီးတော့တကယ်ကို သိဖို့လိုအပ်တယ်ဆိုတဲ့စကားလုံးนี่အများကြီးလေ့လာပြီးရတယ်ဒါလေးကိုကျွန်မအကြံပြုချင်တယ်အဲ့ဒီအတွက်ကြောင့်အဓိကဆလိုက်ပါဒီခါလေးကျလို့ရှင်မဆသေးတဲ့အတွက်ကြောင့်မလုံနိုင်ဘူးလို့ထင်တာဆလိုက်တဲ့အခါကျလို့ရှင်သူ့အလိုဖြစ်လာလိမ့်မယ် flow ကလိုက်လာတဲ့သဘောမျိုးပေါ့နော်ဒီသဘောမျိုးလေးရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မအနေနဲ့အကြံပြုချင်တာကအခုပဲစပြီးတော့လေ့လာပါလေ့လာမှုစလိုက်ပါဘလို့ပဲဖြစ်နေပါစေစပြီးတော့လေ့လာလိုက်ပါဒါဆိုရင် အဆင်ပြေလာပါလိမ့်မယ်လို့ကျွန်မအနေနဲ့အကြံပြုချင်တယ်။နောက်တစ်ခုကတော့ကိုကမတက်ဘူးဆိုရင်မြင်တွေ့တာ။ငါတို့မလုံနိုင်တော့ပါဘူး။ငါမှအခြေအနေမျိုးမျိုးရှိတယ်ပေါ့နော်။တခြားသူကတော့လုံနိုင်တယ်၊သူအခြေအနေကတော့ဘလို့ဘလို့ရှိလို့ဒါမျိုးတွေမတွေ့ပါနဲ့။အတိတ်ကမတက်တာမဟုတ်ပါဘူး။သင်မဆိုင်ရသေးလို့ပါ။ဒါကိုကျွန်မအနေနဲ့အကြံပြုချင်တယ်ပေါ့နော်။ကျောင်းသားက မလုံးနိုင်တာမဟုတ်ပါဘူးမလုံးသေးတာပါဒါလေးကိုကျွန်မအနေနဲ့အကြံပြုချင်တယ်အဲ့တော့ကြောင့်ကျွန်မအခုဒီဗီဒီယိုလေးထဲမှာမျှဝေပေးချင်တာကတော့သင်ကမလုံးနိုင်တာမဟုတ်ပါဘူးမလုံးသေးတာပါဆိုတာလေးကိုကျွန်မမျှဝေပေးချင်တယ်အဲ့ဒီဒီ message လေးကိုရသွားတယ်ဆိုလို့ရှိရင်တော့ကျွန်မအနေနဲ့လည်းလေးလာဖို့အတွက်ကိုအားအင်ကြီးဖြစ်မယ်လို့ကျွန်မအနေနဲ့ယုံကြည်မျှော်လင့်ပါတယ်ပေါ့နော်ကိုဒီအတက်နိုင်ဆုံးစူးစမ်းပါ ဒီခါမှာကိုရရတဲ့ရထိုက်တယ်ဆိုတဲ့အနေထားအရာတွေကိုရောက်ရလိမ့်မယ်။ဒါလေးကိုကျွန်မအနေနဲ့အကြံပြုချင်တယ်ပေါ့နော်။ဘယ်သူမဆိုဒီနေ့ဒီချိန်မှာကျွမ်းနေတဲ့ကောင်းကောင်းကိုပြောနိုင်တဲ့ communication ကောင်းကောင်းလုပ်နိုင်တဲ့ English ကျွမ်းနေရဆိုတဲ့သူတွေအားလုံးကလည်းချက်ချင်းလက်ဖြောက်တစ်ချက်တီးပြီးတော့ဒီအနေထားကိုရောက်လာတာမဟုတ်ဘူး။သူတို့ရေလည်းပေးစခဲ့ရတဲ့အချိန်လေးရှိတယ်။သူတို့ရေလေ့လာမှုပြီးသူတို့ရဲ့ဒီကြိုးစားအားထုတ်မှုတွေရှိတယ်။ဒါလေးကိုကျွန်မသိစေချင်တယ်ပေါ့နော်။အဲ့အတွက်ကြောင့်ကျွန်မအနေနဲ့ပြောချင်တာကတော့ ကျောင်းသားကလည်းလုံနိုင်ပါတယ်အခုဒီဗီဒီယိုကြည့်ရှုနေတဲ့သူကလည်းလုံနိုင်ပါတယ်ဒါလေးကျွန်မပြောပြခြင်းနဲ့အားလုံးကျွန်မတို့အားလုံးအကျိုးစားလို့ရှိရင်ကျွန်မတို့ရောက်ချင်တဲ့နေရာတစ်ခုရောက်ကိုရောက်တယ်သူတပြင်းအင်္ဂလိပ်လေ့လာမှုကအားလုံးတော့ကိုဖြစ်နိုင်တယ်ဒါလေးကိုကျွန်မပြပြခြင်းနဲ့မျှဝေခြင်းပေါ့နော်အဲ့တော့ကြောင့်မလို့ဒီနေ့ကနေစပြီးတော့ English လေ့လာတာကိုတိတိတသားလေးတိုးတက်ဖို့အတွက်စပြီးတော့လေ့လာပါကျွန်မအနေနဲ့ဒါလေးကိုပြပြခြင်းနဲ့ဒီပစ္စုပန်မှာအခုဒီဗီဒီယိုကြည့်ရှုနေတဲ့အကြောင်းသားက English ကိုစပြီးလေ့လာမယ်ဆိုလို့ရှိရင် နောက်ထပ်အနာဂတ်မှာရောက်ရှိလာမယ့်အချိန်မှာလောင်းသားရဲ့ English skills ကတိတိတပါတိုးတက်လာပါလိမ့်မယ်။ကိုယ့်ရဲ့အနာဂတ်မှာကိုက English တွက်ကျင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ကိုအခုပြစ်ဆုံးပံမှာစူးစမ်းဖို့လိုအပ်တယ်။ဒါလေးကိုကျွန်မအနေနဲ့ပြောပြပေးချင်တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်စကလုံးတစ်လုံးပဲဖြစ်ပါစေရအောင်လေ့လာပါ။တစ်လုံးလေလာလိုက်လို့တစ်လုံးတည်ပါလေတစ်လုံးနှလုံးတည်ပါလေနှလုံးရအောင်လေလာပါအောင်မြင်မှုဆိုတာလက်ဖြောက်တစ်ချက်တည်ုံနေတော့တခါရရတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့နေတိုင်းစူးစမ်းတဲ့အခါကျလို့ရှိရင်တော့တစ်ဖြည်းဖြည်းနဲ့တည်တည်တတ်တာ တိုးတက်လာပြီးတော့ဒီနေ့မှာအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိသွားလိမ့်မယ်လို့ကျွန်မအနေနဲ့ညွှန်ပြပေးချင်ပါတယ်။ဒီတော့ကြောင့် English ကိုလေ့လာဖို့လိုအပ်တယ်လေ့လာချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မအနေနဲ့အကြံပြုတင်တာကတော့ကျွန်မတွေ show your english မြန်မာကနေပြီးတော့ဖွင့်လှစ်ထားတဲ့သင်တန်းတွေရှိပါတယ် Facebook မှာအသေးစိတ်သွားပြီးတော့မေးမြန်းလို့ရတယ်ပေါ့နော်ကျွန်မတွေ EBG အတန်းရှိတယ်ဒါကတော့ English Basic Grammar ပေါ့နော်သင်တန်းချင်းနေနေလဲအားလုံးအတွက်အဆင်ပြေအောင်ကျွန်မအချို့သားဆုံးဖျောင်းပြလို့ပြထားပါတယ်အသေးစိတ်ကိုသွားပြီးတော့ လေ့လာမြင်မြင်လို့ရပါတယ် grammar ဘိုင်း basic grammar ဘိုင်းနေလည်းတက်လို့ရတယ် speaking ဘိုင်းနေလည်းတက်လို့ရတယ်နောက်ပြီးတော့ reading ဘိုင်းနေလည်းတက်လို့ရတယ်ပေါ့နော်အသေးစိတ်သွားပြီးတော့မြင်မြင်ဖို့အတွက်ဆိုရင်တော့ facebook page မှာသွားပြီးတော့မြင်မြင်လို့ရပါတယ်လို့ကျွန်မနေလည်းအချက်ပြချင်ပါတယ်ဒါဆိုရင်တော့ကျွန်မရဲ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအခုဒီဗီဒီယိုတီရှုနေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကိုကျွန်မနေနဲ့ wish လုပ်ပေးချင်တာကတော့ english ကိုအရင်ကကျွမ်းကျင်ပြီးတော့ ပြောဆိုပြီးတော့ communication ကောင်းကောင်းလုပ်နိုင်တဲ့သူတွေဖြစ်ပါစေလို့ကျွန်မအနေနဲ့ wish လုပ်လိုက်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့ဒီ video လေးကဒီလောက်ပါပဲ။ Bye for now. See you in the next video.